ရီးယားနိုင်ငံကနာမည်ကြီး K-pop အဖွဲ့ဖြစ်တဲ့အမျိုးသမီးတေးသန့်ရှင်လေးဦးပါဝင်တဲ့ 2NE1 အဖွဲ့ဟာဇူလိုင်လ31ရက်နေ့ညပိုင်းကကိုရီးယားလေကြောင်းလိုင်းနဲ့မြန်မာနိုင်ငံရန်ကုန်ပြည်ပဆိုင်ရာလေစိတ်ကိုရောက်ရှိလာခဲ့ပါတယ်။ရန်ကုန်လေစိတ်ကိုရောက်ရှိလာတဲ့ 2NE1 အဖွဲ့ကိုမြန်မာပြည်သက်အများပြားကလာရောက်ကြိုဆိုခဲ့ကြပြီးလာရောက်ကြိုဆိုသူတထောင်ခန့်ရှိခဲ့ပါတယ်။ 2N1K ပေါ်ဖွဲ့ရဲ့ August လ2ရက်နေ့မှာပြုလုပ်မဲ့မြန်မာနိုင်ငံဖျော်ဖြေပွဲမှာ Living Sound Entertainment ရဲ့တောင်းဆိုမှုအရမိနစ်130တိတိဖျော်ဖြေဖို့သဘောတူစာချုပ်ချုပ်ဆိုထားတယ်လို့လည်းသိရပါဗျ။ဖျော်ဖြေပွဲကိုလည်းည9နာရီတိမှစတင်မှုစီစဉ်ထားတယ်လို့သိရပါဗျ။မြန်မာနိုင်ငံမှာပထမဆုံးချိန်ဖျော်ဖြေမဲ့ 2N1 in မြန်မာ Galaxy Stage ရဲ့လက်မှတ်ဈေးနှုန်းတွေဟာကျပ်2000ဝယ်ကနေကျပ်6000အထိအသေးသေးသတ်မှတ်ထားတယ်လို့သိရပါဗျ။ လက်မှတ်တွေကိုဖျော်ဖြေပွဲပြုလုပ်မဲ့ရက်အထိအကန့်အသတ်နဲ့ရောင်းချဖို့စီစဉ်ထားတယ်လို့သိရပါဗျ။ 2N1 အဖွဲ့ရဲ့မြန်မာနိုင်ငံမှာပထမဦးဆုံးအကြိမ်ဖြစ်တည်ဆို့ပြောပြမယ် 2N1 in Myanmar Galaxy Stage ကို August 2ရက်နေ့မှာရန်ကုန်မြို့မြန်မာ Event Park မှာကျင်းပပြုလုပ်မှာဖြစ်ပြီးကမ္ဘာနိုင်ငံအသီးသီးမှာဖျော်ဖြေမှုပုံစံအတိုင်းတင်ဆက်သွားမှာဖြစ်ပါတယ်။